အမေရိကန်နိုင်ငံကဆီလိုလိုက်တဲ့ USAID အကူအညီပေးရေးအဖွဲ့ဟာမြန်မာနိုင်ငံကိုတွားရောက်နေပြီဖြစ်တယ်လို့နိုင်ငံခြားရေးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူတင်မီဘရုစ်အနေနဲ့ပြီးခဲ့တဲ့တနင်္လာနေ့မှာအတည်ပြုပါတယ်။ဘန်ကောက်မနီလာနဲ့ဝါရှင်တန်မြို့အခြေစိုက်တဘာဝဘေးအန္တရာယ်ဆိုင်ရာအမေရိကန်ကျွမ်းကျင်သူတွေကအခြေအနေကိုစောင့်ကြည့်ရင်းလိုအပ်ဆုံးဖြစ်နေတဲ့အရာတွေကိုအတည်ပြုပေးမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ သတင်းပတ်ကုန်မှာကြေညာခဲ့တဲ့အတိုင်းအမေရိကန်နိုင်ငံဟာဒေါ်လာ2သန်းအထိထောက်ပံ့ပေးဖို့ရှိပြီးမလ28ရက်နေ့ငလင်တန်သည့်ဒေသတွေကိုအရေးပေါ်ကူညီဖို့အတွက်မြန်မာအခြေစိုက်လူသားချင်းစာနာမှုအဖွဲ့တွေကနေတဆင့်ထောက်ပံ့ပေးသွားမှာပါလို့ဆိုပြီး ပြောခွင့်ရပုဂ္ဂိုလ်အနေနဲ့မှတ်ချက်ပြုပါတယ်ခုနှစ်တသမခုနှစ် Richter scale ပြည်အားရှိတဲ့ငလျင်လှုပ်ခတ်ပြီးနောက် TPP ရဲ့နောက်ဆုံးအချက်လက်တွေအရမြန်မာနိုင်ငံမှာလူပေါင်း3600ကျော်သေဆုံးခဲ့ရပြီဖြစ်တယ်လို့ အင်းကြီးဖြစ်တဲ့ထိုင်းနဲ့တရုတ်နိုင်ငံတွေမှာလည်းတရားမှုရှိခဲ့ပါတယ်အခုလိုမျိုးလူထောင်တဲ့ချီတည်ဆုံခဲ့ရပြီး၃ရက်ကြာမှစစ်ကောင်စီဟာမလ31ရက်ကနေဧပြီလ6ရက်နေ့ကိုနိုင်ငံတော်အဆင့်ဝန်းထဲမှုအထိမ်းအမှတ်အဖြစ်ကြေညာခဲ့ပါတယ်။ထိုင်းနိုင်ငံမှာလည်းငလင်ကျောက်လူ20ကျော်တည်ဆုံထားပြီးဘန်ကောက်မြို့ကအဆောင်တချို့ပါအကြောင်ထားနေတဲ့အတွက်နေထိုင်သူထောင်မများစွာကိုပေးလို့ရရွှေ့ပြောင်းထားပါတယ်ရှင်။